အားလုံးပဲမင်္ဂလာပါရှင့်သမီးတို့ကတော့ The Legend Group ပဲဖြစ်ပါတယ်ရှင့်သမီးတို့ဒီနေ့တင်ပြသွားမယ့်အကြောင်းအရာကတော့ပထဝီပါတာရဲတဲ့ကမြေဆက်လေတို့အကြောင်းကိုတင်ပြသွားမှာပဲဖြစ်ပါတယ်ဒီ group မှာပါဝင်တဲ့သူတွေကတော့ G9008 G9015 G9017 G9018 G9019 G9021 G9024 နဲ့ G9028 တို့ပဲဖြစ်ပါတယ်ရှင့်သမီးတို့ရဲ့ project လေးကိုအဆုံးထိကြီးစုပေးကြပါအောင်ရှင့်ကျေးဇူးတင်ပါတယ်ရှင့် င်းဆက်လီတူ ground level atmosphere တဲ့ကမ္ဘာမြေပြင်နာအောက်ဆုံးအလွှာဖြစ်သော troposphere ဖြစ်ပြီးလူအများစုအသက်ရှူနေရနှင့်မိုးလေဝသဖြစ်ပေါ်ရာလေတုအလွှာအဖြစ်အရေးကြီးပါသည်။အောက်တွင်သိပ်ပံအမြင်နဲ့အချက်လက်များကိုမြန်မာလိုတည်တည်ကြကြဖော်ပြပေးလိုက်ပါတယ်။မြေဆက်လီတူ troposphere များ၏အချက်လက်များအလွှာမြင့်လေပြင်းမှစပြီးအနည်းဆုံး6ကီလိုမီတာမှနောက်ဆုံး20ကီလိုမီတာအထိရှိနိုင်သည်။ ဒီကွေတာနာအတော်ကြီး18မှ20ကီလိုမီတာမြောက်တောင်ပိုင်းတွင်အနည်း9မှ10ကီလိုမီတာဖြစ်နိုင်တယ်။ရေဥတည်တည်မှုနဲ့အလေးချိန်ကဘာလေတို့၏80ရာခိုင်နှုန်းကိုထိထွက်ထားပြီးပြည်ပပြင်တွင်10စုရမီတာကျောင်းဒေသမှ29ကီတရှိတယ်။ဖွဲ့စည်းမှု88ရာခိုင်နှုန်းနိုက်ထရိုဂျင်17ရာခိုင်နှုန်းအောက်ဆီဂျင်10ရာခိုင်နှုန်းတဝက်လောက်အာဂွန်ကာဗွန်အောက်ဆိုက်ဓာတ်ရေငွေနှင့် trace gases များတည်ရှိသည်။ ရင်းဝင်အများဆုံးမိုးသားတေ PM 2.5 PM 10ဖုံးမှုများလေ၎င်းတွင်တည်ရှိသည်ရေဒီယိုဖြစ်ပေါ်ရာနေရာမိုးရွာခြင်းမိုးထပ်ဖြူခြင်းဖိတိုက်ခြင်းနှင်းကြခြင်းစသည့်ဝေသဤဘက်များ၏နေဒီတိုင်းပါဆံဝင်အောင် Troposphere မှာဖြစ်ပေါ်သည်ဘူချိန်နှင့်ဖိအားဓာတ်မြေပြင်ပေါ်မှအပူထိခံရပုံမှုပြီးအမြင့်တက်လာသည်နှင့်အပူချိန်နှင့်ဖိအားလျှော့ခြင်းသည် Troposphere အောင်ဆုံးတဲ့ 17 degree celsius ရဲ့ခေခေရံဖျားမှာ shovel cost minus 17 degree celsius ရဲ့ဖြစ်တဲ့ air quality များတပ်ဖြစ်ခြင်းညီမ particular matter များဝိရတွေကနေဒီကဲတပြအဖြစ်ထောက်ပြသည့်အဖြစ်အကြောင်းထွက်ရင်တသက်ရှင်ရင်ဖြစ်ပေါ်တတ်ပြီးစူပေါင်းထားတဲ့များ pollution တက်ရောက်မှုကိုအချို့သက်သာတည်ရသည်မိသက်လီတူရဲ့အရေးပါမှုများအသက်ရှူမှုနဲ့အသက်တွေးရင် ထရိုပိုစပီးယားအတွင်းကြီးအောက်ဆီဂျင်တာလို့အရေးကြီးလူဒရိတ်ဆန်နဲ့မြစင်းအပင်များအသက်ရှူဖို့အလိုလျောက်အိုဒူးလုံလောက်အောင်ထိန်းတာဒီရာသီဥတုထိန်းချုပ်မှုထရိုပိုစပီးယားမှာမိုးလေဖမိုဆာရီဖြစ်ပေါ်သည့်အီလော်ရီကဘာတိတာရာသီဥတုအချိန်ကြာတာဆွန်ကဲမိုးရွာလေတိုက်စာရီဖြစ်စဉ်ကိုမှမှန်ကန်ကန်ချိန်ညှိပေးသည်အန်ရဲကင်းစေခြင်းဆရာလိုစပီးယားအထက်ရှိအိုဇုန်းလေယာက UV radiation တွေကိုရပ်တန့်ပေးပြီး troposphere သည် too much heating radiation ကိုမတက်ပေစေသည့် buffer အဖြစ်အရေးပါသည်။တန်ရှိရေးနှင့်နိုင်ငံတကာစီမံခန့်ခွဲမှု L population PM2.5 PM10 particulate matter စနစ်မရှိမဖြစ်သိမ်းဆည်းစောင့်ရှောက်မှုလိုအပ်သည်။ကောင်းစွာ measurement, monitoring, management ဖြင့်လူသက်သာရေး၊ပတ်ဝန်းကျင်ခိုင်မာရေးကိုကာကွယ်နိုင်သည်။ Travels Via ဒီမြေမြမစတင်ရင်6 to 20 km အထိလောက်ရှိသည့်လေထုအရွာဖြစ်ပြီးလူသားများသက်ရှူသည့်နေရာမိုးလေဝသလေထုအရေသွေးနှင့်ရာသီဥတုကိုထိန်းချုပ်သည့်အရေးကြီးဆုံးအရွာဖြစ်သည့် Travels Via တွင်လေထုဖွဲ့စည်းပုံမှာ Nitrogen 78%, Oxygen 21%နှင့်နည်းငယ်သောအာဂွန်ကာဘွန်ဟိုက်ဒရိတ်ဓာတ်တွေပါဝင်ပြီးလူသားသက်ရှူမှုသက်ရှိအောင်မြင်ရန် Photosynthesis လုပ်ငန်းစဉ်နှင့်အစိုက်အာဟာရများပြည့်နှံ့ရောရှုမှုများဖြစ်ပေါ်စေသည်။ ။ဤလွှားရဲ့ဘူးကျေသည်မြေပြင်နီးလိုက်သည်70ဒီဂရီဆယ်စီယက်ခန့်ရှိပြီးအမေပိုင်းသို့တက်လျင် -60 ဒီဂရီဆယ်စီယက်ခန့်အထိကျဆင်းသွားသည်။ဟီယားလည်းမြေပြင်နီးတွင်အမည်ဆုံးဖြစ်ပြီးအမည်သို့တက်သွားလျင်တဖြည်းဖြည်းလျော့နေသွားသည်။ထို့ကြောင့် travel speed သည်လူသားနှင့်တက်ရှိများ၏အသက်တာနှင့်ဓာတ်ရိုက်တက်ရောက်မှုရှိသည့်လေထုအလွာဖြင့်အလွန်အေးကြီးသည် ထဝစပီးရအတွင်း၌မိုးတိမ်မုန်တိုင်းနှိကြရင်စသည့်ရာသီဥတုဆိုင်ရာအကြောင်းအရာများအလုံးဖြစ်ပေါ်ပြီးလူထုအပိုင်းတွင်သာ PM 2.5 PM 10ကဲ့သို့ပိုမိုများနှင့် ozone and hso2 စတဲ့လေထုညီညာမှုတော်ဝင်များပိုမိုကျက်မှန်စုဆောင်လျက်ရှိသည်ဘကော project ဘူးများကိုလူဆောင်ပေးတဲ့အဖွဲ့သားတရားချီးကျူးလာရပြီးကိုအစောတိနောက်ကြည့်ရှိပြည့်ရဲ့ဒီ channel အောက်လ stream ကတူကိုတကယ်ကျေးဇူးတင်ရှိပါတယ်ရှင် နောက်လေဆက်လက်ပြီးတော့စူးစမ်းထုတ်မှုတွေကိုတင်ပြထားမှာဖြစ်ပါတယ်